ော်ကုံစင်းတော့တစ်ဖက်ဒီတောင်းစားတွေကိုကျွေးရတာတစ်ဖက်နဲ့ဆိုဒီပြည်သူမှမစင်းရဲ့ဘယ်ပြည်သူမှမစင်းရဲ့တော့နော်ပြီးတော့ဒီကောင်နေကဘယ်လိုပြောရမလဲဆိုတောင်းစားလည်းမဟုတ်ဘူးဗျာနော်ဓမြလည်းမဟုတ်ဓမြထက်လည်းရုံပါတယ်နော်တောင်းစားလို့လည်းမျက်နှာသားဟိုအောက်ချထားတဲ့တောင်းစားလိုမျိုးမဟုတ်နော်ခွေးနဲ့နှိုင်းရင်တော့မှခွေးတိတ်ခါကြအောင်မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ မုံရွာမြို့မှာဒီလူငယ်အယောက်30ကျော်ကိုစစ်တပ်ကနှစ်ရက်ဆက်တိုက်ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းနဲ့ဒီဝမ်တွင်းမြို့မှာလည်းနိုဝင်ဘာလတလအတွင်းထဲမှာဒီပေါ်တာဆွဲခံရတဲ့လူငယ်အယောက်300ကျော်နေပြီဆိုတဲ့သတင်းကိုဖတ်ပြသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒီပေါ်တာဆွဲတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမည်တွေကိုပြောသွားမှာဖြစ်ပါတယ်။ဒါတော့ဒီစကိုင်းတိုင်းမုံရွာမြို့မှာဒီအလုတ်သွားအလုတ်ပြန်လုပ်နေတဲ့လူငယ်တွေအယောက်30ကျော်ကိုဒီအချမ်းဘက်စစ်တပ်ကနှစ်ရက်ဆက်တိုက် ဘော်ဒါဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့မှာမုံရွာမြို့ပေါ်လမ်းဆောင်လမ်းကွာတွေမှာဒီလူငယ်ယောက်30ကျော်ကိုဒီဂျမတ်စစ်တပ်ကအိမ်စည်းကားတွေနဲ့ဘော်ဒါဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရတဲ့လူငယ်တွေကအသက်20ကနေအသက်35နှစ်အတွင်းလူငယ်တွေဖြစ်ကြပြီးတော့လက်ရှိချိန်မှာလူငယ်တွေကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာဖမ်းဆီးထားကြောင်းသိရှိရပါတယ်။ဒါ့အပြင်မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့လည်းသိရပါတယ်။ စစ်ခွေးတွေကနရဲဆက်တိုက်မြို့ပေါ်မှာရှိတဲ့လမ်းစုံလမ်းကွာတွေမုံရွာတစ်ဖက်ကန်းကနေမြို့ပေါ်ကိုလှုပ်သွားလှုပ်ပြန်လှုပ်နေတဲ့လူငယ်တွေကိုအတိကထားပြီးတော့ပေါ်တာဆွဲတယ်လို့သိရပါတယ်။အပြင်မှာဒီဝမ်တွင်းမြို့နယ်ကျေးရွာတွေမှာလည်းစစ်တပ်ကမြင်းမြင်းသမျှလူငယ်တွေကိုပေါ်တာဆွဲနေတာဖြစ်တယ်လို့သိရပါတယ်။နော်ဒီနိုဝင်ဘာလတစ်လအတွင်းထဲမှာကိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အယောက်300ကျော်ရှိသွားပါပြီ။ဒါတော့ဒီပေါ်တာဆွဲတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီတနင်္ဂနွေလုံးမှာရှိတဲ့ ီသူတွေကဒီယောက်ျားသားရှိတဲ့အိမ်မှန်သမျှပေါ့ဒီလူငယ်တွေမဟုတ်ဘဲနဲ့ဒီကိုယ့်ရဲ့ယောက်ျားသားရှိတဲ့အိမ်မှန်သမျှကိုအတွေးပူနေရတဲ့အိက္ခာကြီးတစ်ခုပါဒီအခုချိန်မှာဆိုရင်တော့ဒီအပတ်စဉ်အခုကိုအယောက်3-4000 5000ထိလောက်ကြတာပေါ့ဒီစစ်မှုတန်းအပတ်စဉ်တစ်ခုကိုအယောက်9000ဝန်းကျင်လောက်ထိထူဆောင်နေထူဆောင်ပြီးတော့စစ်မှုတန်းတွင်းကြတယ်ပေါ့အခုကအခုအချိန်လေးဆိုရင်ဒီအပတ်စဉ်20ထိရောက်လာပြီပေါ့အဲ့တော့ဒီ အရောက်ဦးရေကတိမ့်နဲ့ချီပြီးတော့နော်ဒီဘလောက်ထိတေကျေပြီးသွားပြီလဲဒီလူငယ်တွေဘလောက်ထိထိခိုက်တန်ရာရရှိတဲ့လူငယ်တွေဘလောက်ထိရှိမလဲဆိုတာတော့တွေးကြည့်ပါနော်ဒီအရောက်သိန်းကန်းနဲ့ချီတဲ့လူငယ်တွေစစ်မှုတန်းအဖြစ်ပါသွားကြတယ်ဒီတော့ဒီစစ်မှုတန်းပါသွားတဲ့လူငယ်တွေအများစုပေါ့နော်အကုန်လုံးနေပါကတော့ဒီအိမ်ကနေပြီးတော့ပတ်စံနဲ့လိုက်ပြီးတော့မရွေးနိုင်တဲ့လူငယ်တွေပဲအများစုဖြစ်ပါတယ်ဒီမြန်မာတိုင်းငယ်လုံးမှာစစ်တင်တန်းကြောင်း20ကျော်လောက်ရှိတဲ့နေရာမှာဒီကောင်းနေတကယ်တမ်းစုဆောင်းဖို့ အကောင်းဆုံးကဒီတိုက်ကြီးတို့မော်ဘီတို့ဒီဖောင်ကြီးတို့နော်ဒီလဲကူတန်ဖြူစရက်နေပြည်တော်ဒီရမဲသိန်းတို့နေရာတွေကလူငယ်တွေကတော့ပို့ပြီးတော့တတိထားရမှာပေါ့ဒီအဲ့ဒီနေရာတွေကနေတဲ့လူငယ်တွေအတွက်ကတော့အဆိုးဆုံးလို့ပြောရမှာပါဒါတော့စစ်ခွေးတွေအကောင်းတဲ့ဒေသတွေမှာအခုနောက်ပိုင်းဒီလူဖမ်းပွဲလိုမျိုးကိုလှုပ်လာတာပေါ့ခက်စိတ်စိတ်တွေးလာရတယ်ဒါတော့ဒီကောင်နေရဲ့ပေါ်တာဆွဲတဲ့ပုံစံကြီးကနော်တော်တော်လေးတော့များတယ်ဆိုတော့ဘယ်လိုလဲဆိုတော့ ဒီတောက်စားလို့အဲကလပ်ကလပ်ပိုင်းကတောက်စားလို့သွားတယ်ဒီညညနေပိုင်းသွားလို့ပေါ်တာဆွဲတယ်နော်စေးတုံးနေတဲ့ကောင်တွေမို့လို့ပေါ်တာဆွဲတယ်ဒီအင်ချေယာမဲ့တွေမို့လို့ပေါ်တာဆွဲတယ်ဆိုရင်တော့ဒါကတော့သူတို့အရင်တော့ကလုတ်ခဲ့တဲ့လုတ်ရက်တွေပေါ့နော်ဒီကတော့ပုံမှန်တိုင်းပေါ့ဒါပေမဲ့အခုအခုဟာကြတော့မဟုတ်တော့အဲ့ထက်ကူမှပို့ပြီးတော့အောက်တန်းကြတာကြတော့ဒီလုတ်သွားလုတ်ပြန်လုတ်တဲ့လူတွေကိုလည်းကမ္မတိုင်တွေမှာအတင်းကားပေါ်တွေဆွဲတင်ပြီးတော့ပေါ်တာဆွဲတာမျိုးတွေ လောက်လာတယ်ဒီတင်နန်းသွားတဲ့လူတွေเนาะចောင်းသားတွေတက္ကသိုလ်ចောင်းသားတွေကိုလည်းပေါ်တာဆွဲတာမျိုးတွေလောက်လာတယ်ဒီတော့ဒီကောင်တွေမှဒီကောင်တွေလောက်အောက်တန်းကြတဲ့လောက်ရမျိုးကတော့မရှိတော့ဘူးဗျာเนาะလူငယ်ချင်းချင်းပြန်ပြီးတော့တိုက်ခိုင်းနေတယ်ဒီကောင်တွေရဲ့ standard army ကเนาะဒီစစ်သားတွေနဲ့တိုက်တော့မရတော့ဘူးเนาะဒီစစ်ဒီကောင်တွေရဲ့စစ်ရင်အားလုံးကရောလာတဲ့အချိန်စစ်ရှုံးစစ်ရှုံးလေးပုံမဲလေးဒီလူငယ်ချင်းချင်းတိုက်ခိုင်းတဲ့အချိန်တွေအထိရောက်လာတော့ဗျာ ီတော့ဒီပေါ်တာဆွဲနေတဲ့နေရာတွေမှာအဓိကလုံနေတဲ့ဒီအုပ်ချုပ်ရေးမှုတွေတခြားဒီစစ်တပ်နဲ့ဆိုင်တဲ့အကောင်တွေပေါ့စစ်တပ်ကအကောင်ကြီးတွေကိုလည်းပြောချင်တာကတကယ်တမ်းပေါ်တာဆွဲရမှာကလူငယ်တွေမဟုတ်ဘူးနော်ဒီဘက်ကသူ့အတူအေးစင်းနေသူ့အတူလှုပ်သွားတင်းတန်းတက်ចောင်းသားတွေအကုန်လုံးပေါ်တာဆွဲရမှာမဟုတ်ဘူးတကယ်တမ်းတာဂက်ကဘသူတွေစီသွားရမလဲဆိုတော့မင်းတို့ကိုထောက်ခံနေတဲ့ဒီယုံလေးတို့ဒိန်းတော်တို့လိုကောင်မျိုးတွေကိုပေါ်တာဆွဲရနော်ဒီကောင်တွေကတော့နည်းနည်းလူလက်ပိုင်းရှင်နေဆိုတော့နည်းနည်းယုံနိုင်သေးတယ်ပေါ့ဒါပေမဲ့ဒိန်းတော်မှလည်း တားနှစ်ယောက်ရှိပါတယ်เนาะကျွန်တော်ကျွန်တော်နဲ့ရွယ်တူပါပဲတိန်းအောင်မှလည်းတားနှစ်ယောက်ရှိတယ်ဒီလိုမျိုးစစ်တပ်ထောက်ခံတဲ့ကောင်တွေရဲ့သားသမီးတွေကိုခေါ်လိုက်ပါเนาะအဲ့ဒါဆိုရင်မုန်းခံရမှလည်းမဟုတ်မဟုတ်တော့ဘူးဟိုပြည်သူတွေသူ့အတူနေတဲ့ပြည်သူတွေကို order line ဆွဲသလောက်တော့မုန်းခံရမှမဟုတ်တော့ဘူးဗျာเนาะဒီမုန်းအမုန်းခံရမယ်ဆိုရင်လည်းဒီတိန်းအောင်တို့ကဒီအယိုးရင်ကြိုက်ဖို့လောက်နဲ့ဟိုမျက်နှာရဖို့လောက်ဘောမနေတဲ့ကောင်တွေဆိုတော့လူသိပါတော့ဗောဒီ jammer စစ်တပ်ရဲ့လောရက်တွေကနော်အမြဲတမ်းဟိုးအရင်နှစ်တွေတဲ့အရင်အရင် အရင်ကတည်းကရှိခဲ့တာနော်ဒီသွေးခွဲမယ်ဒီဘာသာရေးဘာသာရေးပဲဖြစ်ဖြစ်လူမျိုးရေးပဲဖြစ်ဖြစ်နော်တခုမှမလို့အောင်လို့ဒီမိုင်းတိုက်မယ်သွေးခွဲမယ်နော်ဒီကောင်တွေလုံးဝမနိုင်တော့ဘူးဆိုရင်တော့အဲ့ဒီသွေးခွဲတဲ့ဟာကိုသုံးတာပေါ့အခုကကျတော့ next level ရောက်သွားပြီနော်လူဟိုအင်ဂျယ်ချင်းအိုးမဲ့တုတ်ပြီးတော့တိုက်ခိုင်းတဲ့အနေထားမျိုးကိုဖြစ်လာတာပေါ့ဗျာနော်ဒီကျွန်တော်ထပ်ပြီးတော့ပြောချင်တာကတော့ဒီကျွန်တော် post out မှာ ဒါလာပြီးတော့မန့်နေတဲ့ဘောမာတွေကိုလည်းကျွန်တော်ပြောချင်တာဘာကြောင့်ဘာပြောချင်လဲဆိုတော့အရန်စားရှိနေရင်ဒီစစ်မှုတန်းတွေတဲ့ကိုမင်းတို့ကိုယ်တိုင်သွားဝင်လိုက်နော်မင်းတို့ကိုယ်တိုင်ဝင်ပြီးတော့မှငါတို့ဒေါ်လာရေးရဲဘော်ရင်နဲ့တဲဖိုင်နော်အာမချောင်နဲ့နော်ဒီအယိုးရင်ကိုက်ဖို့အတွက်ဘောမာတော့ကကြတော့ထိတ်ဆုံးကဟောင်းဖို့ဟောင်းဖို့ကြတော့ထိတ်ဆုံးကနော်မင်းတို့အရန်ချစ်ပါလေဆိုတော့တက်မတော်ကြီးအတွက်ကြတော့မင်းတို့ဝင်ဝင်တိုက်ရဲတဲ့စားမရှိဘူးနော်အခုချိန်မှာဆိုရင်လည်းဒီအာနာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတကယ်တမ်းအမှုပညာရှင်တွေတကယ်အမှုပညာရှင်စိတ်သက်ရှိတဲ့လူတွေကြတော့ဒီဘက်ဒေါ်လာအိဘက်မှာပါဝင်ပြီးတော့အဲထဲမှာကြံနေတဲ့အမှုပညာရှင်တို့ပြောတဲ့လူတွေပေါ့ဗျာအဲ့လူတွေကြတော့လေဒီပြည်သူတွေမှာဒီပေါ်တာပဲဆွဲခံရဆွဲခံရဘယ်နေရာမှာပဲတေးတေးဘယ်နေရာမှာပဲဟိုစစ်ပေးဆောင်နေဘလောက်ပေါ်ပေါ်နော်ဘသူတွေပဲအိမ်မီးရှို့ခံရခံရနော်သူတို့ရဲ့ဒီမီဆိုရှယ်မီဒီယာမှာအများတန်းဒီမီဒီယာတွေနဲ့အင်တာဗျူးတွေနဲ့နော်မသိရင်နိုင်ငံကြီးတည်ငြိမ်နေသလိုပေါ့ဗျာနော် တကယ်ပြည်သူတွေရဲ့ပြည်သူတွေရဲ့အခြေအနေကိုလုံးဝလစ်လျူရှုထားတာเนาะဘသူတေသေးအတိမ်မာရင် ပြီးရောဆိုတဲ့စိတ်တက်နဲ့ကောင်းနေပေါ့ဒါတော့အမှုပညာရှင်လို့ပြောပြောဖို့တော့မတန်ပါဘူးเนาะအမှုပညာရှင်မဟုတ်ဘူးတကယ်တမ်းကဒီကောင်တွေကငိုစားကြီးစားဖက်ခွက်စားတွေเนาะဒီလိုမျိုးဟိုအချောင်းနေချောင်းစားပတ်စံရလွယ်လို့ဆိုပြီးတော့ဒီအမှုပညာရှင်ဆိုတဲ့ဟာအောက်ကိုဝင်လာတာပေါ့ဗျာเนาะပြီးတော့ဒီစစ်မှုတန်းကင်းလို့ခွင့်နေမှာကြတော့ဒီ ဒီစစ်ဘက်ဆိုင်ရာဒီဌာနဝန်ထမ်းတွေเนาะဒီဒီစစ်တပ်လက်အောက်ကဌာနဝန်ထမ်းတွေဒီလေစိတ်လိုမျိုးနေရာအကောင်တွေကြတော့ဒီစစ်မှုထမ်းကင်းလွတ်ခွင့်ပေါ့ရထားတယ်လို့ကျွန်တော်သိရတယ်ဒီလေစိတ်ကအကောင်တွေလည်းစစ်မှုထမ်းကင်းလွတ်ခွင့်ပေါ့အဲ့တော့စစ်မှုဟိုစစ်မှုမထမ်းရဖို့အရေးကိုလေစိတ်မှာတန်ဆင်းပဲလောက်ရလောက်ရเนาะအဲ့လိုမျိုးဝင်လုခဲ့တဲ့အကောင်တွေလည်းအများကြီးရှိတယ်ပေါ့ဒါတော့ဒီစစ်မှုထမ်းဥပဒေဆိုပြီးတော့လေဟိုမဲနိုင်တာတမျိုးเนาะပေါ်တာဆွဲတာတမျိုးနဲ့ဒီလူငယ်တွေမှာက လုံးဝအလုတ်သွားတော့လည်းမလွတ်လပ်နော်ဘာမှလွတ်လပ်ခွင့်ဆိုတာကိုမရှိတော့လက်ဖက်ဆိုင်မထိုင်ရဲနော်ညဘက်ဒီအရင်တုန်းကလိုမျိုးလူငယ်တွေရဲ့ဟိုလွတ်လပ်မှုပေါ့ဗျာနော်ဒီညဘက်အုပ်ခုံတွေမှာဂီတာတီးမယ်ဒီသချင်းဆိုမယ်အဲ့လိုမျိုးအခြေအနေမျိုးတော့မှလုံးဝပျောက်သွားခဲ့တာကြာပါပြီနော်ရက်ကွက်ထဲမဲနိုင်တဲ့ဒီစမှုတန်းဥပဒေဆိုပြီးတော့ရက်ကွက်ထဲမဲနိုင်တော့လည်းဘယ်လိုလူမျိုးတွေပေါက်လဲဆိုတော့ဒီအဆင်မပြေတဲ့အိမ်တွေနော်မိသားစုအဆင်မပြေတဲ့အိမ်တွေဒီ အင်းအားနေတဲ့အိမ်တွေပေါ့ဗျာနော်မိမသားတွေပဲရှိတယ်အဲသားသမီးတယောက်လောက်ပဲရှိတယ်ယောက်ျားယောက်ျားသားတယောက်လောက်ပဲရှိတဲ့အိမ်တွေအဲ့လိုမျိုးအိမ်တွေပဲမဲပေါက်တယ်နော်ဒီ single wheel မျိုးတို့ဒီ sun wheel စီ wheel မျိုးဆိုရင်တော့ဒီတောင်စားအုပ်ကြီးတွေပဲပေါက်မှာနော်ညောင်တွေရဲ့ဟိုလုံးဝလုံးဝရုံမာတဲ့ကောင်းတွေပေါ့ဗျာနော်ခေခေဆက်ဆက်မှာဒီအောက်တန်းသားဆန်ဆန်နဲ့နော်ကိုကိုမထည့်ရင်ပြီးတော့ကိုမနိုင်ပြီးတော့ဆိုတဲ့စိတ်တက်နေလုံနေတာအခုချိန်လေးကိုပဲ ဒီရက်ွက်ထဲမှာဆိုလဲတခိုးလိုလိုဂျဘိုးလိုလိုလူမိုက်ကောင်နေနော်ဒီကောင်တွေကဟိုလိုင်းပေါ်မှာတော့ဆရာကြီးတွေပဲနော်ဒီယုံလေးနဲ့ဆိုလဲဒီဝင်းထုတ်ဝင်းတို့ဟိုကောင်မျိုးတွေဟိုလိုင်းပေါ်မှာတော့ဆရာကြီးလိုပဲလူမိုက်လိုလိုထားနေတယ်တကယ်တမ်းကဒီကောင်တွေကစားမရှိဘူးဗျနော်ပြည်သူနိုင်ကျင့်ပြီးတော့လူမိုက်လူမိုက်နဲ့လုံနေတကယ်တမ်းအဆောက်ချောက်တယ်ဒီကောင်တွေကစားမရှိဘူးအောက်တန်းသားလူမိုက်ပေါ့ဗျဒီဇော်မဲလုံးလိုကောင်မျိုးတွေကလည်းပြောလိုက်ရင်သူများနိုင်ငံမှာလည်းအမှုတန်းတွေရှိတယ် ကိုရီးယားမှာလည်းရှိတယ်ဟိုနိုင်ငံမှာလည်းရှိတယ်ဒီနိုင်ငံမှာလည်းရှိတယ်အဲ့လိုအဲ့ဆိုရင်အဲ့လိုမျိုးနိုင်ငံတွေလိုမျိုးလိုက်ပြီးတော့ကျင့်သုံးပေါ့နော်ဒန်းတူဒန်းတူညီမျှပေါ့နော်အမှုပညာရှင်လည်းစစ်မှုထမ်းအစိုးရပဲဖြစ်ဖြစ်မင်းသားပဲဖြစ်ဖြစ်အကုန်လုံးစစ်မှုထမ်းရမယ်နော်ဒီများနိုင်ငံမှာ K-pop ဘာညာဒီကောင်းနေဖောင်းထူတော့ဒီမှာအချောက်တွေဘာညာ K-pop ဆိုရယ်ကောင်းနေတော့မှစစ်မှုထမ်းရဲတယ်ပေါ့ဗျာတကယ်တမ်းဒီယုံလေးတို့ဝင်းထုတ်ဝင်းတို့လိုကောင်မျိုးတွေပေါ့ဗျာနော် ဆောင်းရံမိုက်တယ်ဆောင်းရံစားရှိတယ်ဆိုပြီးတော့တကားထဲမှာကြတော့ဓာတရရန်နဲ့တကယ်တမ်းကျဒီစစ်မှုတန်းလေးနှစ်နှစ်လောက်မပြောပါနဲ့ဟိုတလားလောက်ပဲဝင်ပြပါအောင်စစ်မှုတန်းနော်စားရှိရင်တော့ဒီနေရာအနက်မှာဗျာစစ်ဖြစ်နေတယ်စစ်ဖြစ်နေတဲ့အချိန်မှာဒီပေါ်တာဆွဲခံရတဲ့လူတွေဒီစစ်မှုတန်းတွေကိုပါသွားတဲ့လူငယ်တွေပေါ့ဗျာတကယ်တမ်းစူးစမ်းနေတဲ့လူငယ်တွေရောအများကြီးပဲဟိုစစ်စစ်ဖြစ်နေတဲ့နေရာတွေကိုတည်ထွေးနေကိုပို့ခံရပြီးတော့တည်သွားတဲ့လူငယ်တွေလည်းမနေဘူးပေါ့ဒီလိုမျိုးအခြေအနေတွေမှာနုပညာရှင်ဆိုတဲ့လူတွေကလည်း တိုင်းပေါ်မှာဒီလားဟိုကိုစိန်ဆန်ရဲ့ဖွင့်ပွဲကိုရွှေဆန်ရဲ့ဖွင့်ပွဲဆိုပြီးတော့ကခုံပြီးတော့မသိရင်ပဲတိုင်းပြည်ကြီးကပျော်ရွှင်နေသလိုလိုနော်အဲ့လိုမျိုးတွေလုပ်နေကြတာဗျာတကယ်တမ်းအချီးချီးပုံထဲမှာပျော်နေတဲ့လောက်တွေလိုပဲသိရမလားလုံးဝယုံဖို့ကောင်းပါတယ်နော်ကျွန်တော်တို့လူငယ်တွေမှာဒီနိုင်ငံခြားမသွားနိုင်တဲ့လူငယ်တွေနော်နိုင်ငံဟိုကိုနိုင်ငံကကိုနိုင်ငံကနေထွက်ခွာဖို့တက်ခက်ခဲရှိနေတဲ့လူငယ်တွေအိမ်ကအဆင်ပြေအဆင်မပြေတဲ့လူတွေရောနော်မထောက်ပံ့နိုင်လို့ ထွက်ခွာရဘဲနဲ့အဲ့ဒီနိုင်ငံထဲမှာပဲဟိုပိတ်မိနေတဲ့လူငယ်တွေလည်းအများကြီးရှိတယ်ပေါ့အဲ့လိုလူငယ်တွေတွေ့ကြတော့နေတင်နဲ့အမြလုံခြုံမှုဆိုတာလည်းလုံးဝမရှိဘူးလွတ်လပ်မှုဆိုတာလည်းမရှိဘူးပေါ့နော်လူငယ်နဲ့မတန်မတန်နဲ့နော်လူငယ်နဲ့မတန်ရလောက်တဲ့အထိအတိုင်းတာအထိပေါ့စိတ်ဖိစီးမှုတွေလည်းအများကြီးပဲပေါ့နော်ဒီနုပညာရှင်တွေထဲမှာမှအစိုးဆုံးကဒီရင်တစ်ခေါက်ကမှဗီဒီယိုတက်လာနေအောင်တို့လိုလူမျိုးတွေပေါ့နော်ဒီတိုင်းပြည်ကိုစုပူအောင်လုပ်ရင်အကုန်လုံးတက်ပြည့်လို့ပါတော့နော် စ်တက်ကျေးဇူးရှိရယ်ဘာညာမိုင်းဝါနေတဲ့ကောင်းနေเนาะဒီလိုကောင်းနေလဲသိလဲမသိနိုင်ဘူးเนาะဒီဒီအောက်တန်းသားစိတ်တက်နေကောင်းနေလဲသိလဲမသိနိုင်ဘူးတက်ဆိုးရှိရယ်လို့တော့မှပြောရမှာကျွန်တော်နိုင်ငံကဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေလဲဆိုတော့ပြန်စဉ်းစားရင်เนาะတခုခုဆိုလဲဒီအရင်ဘောကကုသိုလ်အာကုသိုလ်ဆိုတာတွေနဲ့ပဲဖြည့်သိမ့်ကြတာပေါ့ဗျာနားလေပြီးတော့ဖြည့်တွေးကြတာဘာအာကုသိုလ်မှလည်းမဟုတ်ဘူးเนาะဒီလိုမျိုးသီးခံနေလို့လဲဒီလိုအောက်တန်းသားတွေကလူဘဝเนาะဒီလိုအောက်တန်းသားတွေကဟို နောက်တွေမျိုးဘွားတယ်လို့ပဲเนาะလုံးဝဟိုဘူးနေတယ်နဲ့ဟိုဖြစ်နေပြီအောက်တန်းသားတွေအဲအကြောင်းလဲနိုင်ငံကအခုချိန်အခုချိန်ဒီစုပ်ပြတ်တက်နေတာပေါ့ဗျာเนาะဒီကောင်တွေကိုတော့တောက်ပြရမှာပေါ့เนาะဒီတော့ဘောမားတွေကိုလည်းပြောချင်တာကျွန်ဖြစ်ချင်ရင်လဲကျွန် quality မီအောင်လို့เนาะဘောမားချင်ရင်လဲဘောကိုအဆုံးထိမှเนาะနေသားကယူပြီးတော့ဟောင်းနှုံးကဟောင်းတယ်เนาะလူလူကိုလူလူကိုပြိပခါတွေဖြစ်အောင် မိုင်းတိုက်တယ်ဘာသာရေးမိုင်းတိုက်လူမျိုးရေးမိုင်းတိုက်တော့အားလဲ မင်းတို့တွေပဲထိတ်ဆုံးอ่ะเนาะဒီစစ်မှုတန်းကြတော့လည်းမဝင်ရဲဘူးเนาะစောက်ကြောက်တယ်ဒီစောက်ကြောက်စစ်တပ်နဲ့စောက်ကြောက်ဘောမတွေเนี่ยไล่တော့လည်းไล่ပါတယ်เนาะအောက်တန်းသားတွေကအောက်တန်းသားတွေအချင်းချင်းနေပဲစုနေကြပေါ့အဲအကြောင်းလည်းပြူစောထီးတွေကစစ်မှုတန်းကြတော့ဟိုမှာမရှိပဲねဒီရက်ွက်ရဲ့ပြူစောထီးတွေပေါ့ပြူစောထီးတွေကပို့ပို့များလာဒီကောင်းနေပြူစောထီးတွေမှာလည်းဒီစီမျိုးရံလူရုပ်ပေါက်တဲ့ကောင်လေတကောင်းအောင်ပေါ့เนาะအိမ်မှာပြူစောထီးတွေမှာပေါ့ လိုပြောရမလဲသူစောတီးထဲမှာအဲ့လိုမျိုးအတုံးကြတဲ့ကောင်ပေါ့ဗျာအိမ်အတွက်အတုံးဝင်တဲ့ကောင်တော်တဲ့ကောင်နော်ပဝန်းကျင်မှာအချီးကျူးခံရတဲ့ကောင်စာတက်တယ်ဆိုတဲ့ကောင်ခေါ်လာပြတယ်မှာနော်ရှိရင်ကျွန်တော်လည်းဟိုဥရောမှာချလိုက်ခြင်းဒီလေးသားပါတယ်လို့နော်ဒီပြူစောတီးတွေကလုံးဝဘလို့ပြောရမလဲဗျာထမင်းအလကားစားရရုံလောက်သိရမလားစောက်လို့စောက်လို့မလို့ချင်လို့စောက်လက်ကြောမတင်းဘဲနဲ့ဟိုဘယ်ဟာလေးအတူအဆလေးကောက်ရမလဲ ဘယ်ဟာလေးခိုးရမလဲဘယ်လိုဘယ်လိုမျိုးစက်ကြီးကောက်ရမလဲအဲ့လိုမျိုးစိတ်တက်နေကောင်းနေကြီးပဲသူစောထီးထဲမှာလဲနော်ပောက်ကူတော့တို့လိုမျိုးကောင်းကောင်းနေရဆာပေါ့နော်ပောက်ကူတော့တို့တော်မပြောချင်ပါဘူးပောက်ပောက်ကရုံးမော်ဗျာနော်တီတာယူမွန်တို့လိုမျိုးဟာတယ်သူတို့ရဲ့လက်အောက်ကကောင်းနေဆိုလဲကြီးကြီးလိုက်လူရုပ်ပောက်တဲ့ကောင်တကောင်းမှမရှိဘူးစားတက်တဲ့ကောင်တကောင်းမှမရှိဘူးအဲ့အကြောင်းလဲအဲ့အကြောင်းလဲပြည်သူတွေကပိုခံရတာပေါ့နော်စစ်တပ်ကတစ်ဖက်ဒီလိုမျိုးအောက်တန်းသားတွေကတစ်ဖက် ဒီသူကပို့ပို့ပြီးတော့ခံရတာပေါ့ဘပောင်းဆောင်ရဘပောင်းဆောင်ကနေပြီးပို့ပို့ပြီးတော့ခံရတာပေါ့အခုလိုမျိုးကျွန်တော်ပြောနေရဆိုတာဒီဒီပတ်စံအစင်မပြေလို့ဒီလက်မထိုးနိုင်လို့ဒီနိုင်ငံသားမထွက်ရနိုင်ငံသားထွက်ဖို့အတွက်အစင်မပြေလို့ဆိုတဲ့လူငယ်တွေပေါ့အိမ်ကအစင်မပြေလို့မထွက်ရတဲ့လူငယ်တွေအတွက်ပဲပြောတာပေါ့နော်ငါရင်ကတော့အစင်ပြေတယ်ငါရင်ကတော့ရက်ွက်လူကြီးကိုလည်းပေးနိုင်တယ်ကမ်းနိုင်တယ်ဆိုတဲ့ကောင်းနေလဲနော်မင်းရင်ကဘလောက်ထိပေးနိုင်လဲဆိုတာမင်းမှဒါမင်းစဉ်းစားပေါ့နော်ဒီမသေးမချင်းစစ်တပ်ရဲ့ ။အများတိုင်းမှုအောက်မှာရှိနေမယ်။မသိမချင်းအနိုင်ကျင့်မှုအောက်မှာရှိနေမယ်။နော်အဲ့တော့တသက်လုံးအဲ့ဒီအနိုင်ကျင့်မှုနဲ့နေသွားမလားဆိုတော့ကိုယ့်ဘာကကိုယ့်ဘာကိုစဉ်းစားဖို့။နော်အဲ့တော့ပြူစောတိတွေကိုလည်းထပ်ပြီးတော့ပြောကျင်တာမင်းတို့ပြည်သူတွေကိုလည်းဓများမတိုက်နဲ့နော်အိမ်တွေကိုလည်းမီးရှို့တာမျိုးတွေမလုပ်နဲ့မီးရှို့ပြီးတော့ကိုကိုကိုတောင်ရန်ဟိုဟာဖြစ်နေပြီဆိုရောဈားရှိရဲဆိုရောမထင်နဲ့မင်းတို့တကယ်တမ်းဈားရှိရဲဆိုရင်ဘောမတွေရောပြူစောထီတွေရောရှေ့တန်းကိုသွားနော်တကယ်တမ်း day 5နော်ရဲဘော်တွေနဲ့ day နော်ဘာမှအပြစ်မရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုမီးမရှို့ပြနဲ့နော် PDF တွေရှိတဲ့နေရာဘာညာဆိုပြီးတော့လေမင်းတို့မိုင်းတိုက်မင်းတို့လိုမျိုးအုံနှောင်းတဲ့ကောင်းတွေပဲယုံလိမ့်မယ်နော်ဒီစစ်ဖြစ်နေတဲ့နေရာတွေကိုမင်းတို့သွားနော်နောက်ပြီးတော့အုတ်ချုပ်ရေးမှုနဲ့ဒီတက်ကကောင်းတွေနဲ့လည်းပေါင်းစားနေတာမျိုးတွေကလည်းနော်ဆောက်ရမ်းဆိုးတယ်ပေါ့နော်ဘယ်တွေကငတ်ပြတ်နေသလဲမသိဘူးပြည်သူတွေရဲ့မတရားရေးစားနော်တလောက်ဘလောက်စစ်မှုတန်းအဝင်ချင်းဘူးဆိုရင်တလောက်ဘလောက်ဆိုပြီးတော့ကောင်းနေတဲ့ကောင်းတွေလည်း ရှိတယ်ပေါ့ဗျာနော်အဲ့တော့ပြည်သူတွေကဒီပြည်သူမှမစင်းရဲဘယ်ပြည်သူကစင်းရဲမှာလဲနော်အရင်တည်းကမှဒီယုံယုံကနာသွားလဲကိုကောင်းလဲပေးရဒီကောင်းလဲခါရနေနော်ပြည်သူတွေမှာဒီလောက်အားကားနဲ့ဒီကောင်းတွေရဲ့ဒီကောင်းတွေရဲ့ဓမြတိုင်းဘူးဒီကောင်းတွေကိုမတတရေးစားကျွေးနေရတဲ့ဟာနဲ့ဘလို့မှအဆင်မပြေဘူးနော်ကုံသိန်းတော့တစ်ဖက်ဒီတောင်းသားတွေကိုကျွေးရတာတစ်ဖက်နဲ့ဆိုဒီပြည်သူမှမစင်းရဲဘယ်ပြည်သူမှမစင်းရဲတော့နော်ပြီးတော့ဒီကောင်းတွေကဘလို့ပြောရမလဲဆိုတော့တောင်းသားလည်းမဟုတ်ဘူးဗျာနော်ဓမြလည်းမဟုတ် ဓမြထက်လည်းယုံပါတယ်နော်တရောင်းသားလို့လည်းမျက်မျက်နှာထားဟိုအောက်ချထားတဲ့တရောင်းသားလိုမျိုးမဟုတ်ဘူးနော်ခွေးနဲ့နှိုင်းရင်တော့မှခွေးသိက္ခာကြောက်အောင်မယ်နော်အဲ့လိုမျိုးအနေထားအဲ့တော့ကျွန်တော်တို့ပြည်သူတွေလည်းနော်အခုအချိန်နေမှာဒီကောင်လေးကစစ်ရှုံးလာတာနဲ့အမြဒီပေါ်တာဆွဲတာကိုလုံးဝဒီလူဖမ်းပွဲလိုမျိုးလုပ်ပြီးတော့ပေါ်ပေါ်တင်တင်ကိုဆွဲနေတာပေါ့ဗျာနော်အဲ့အဲ့ဒီလိုနေထားမှာဒီကိုတူကိုသားနော်ကိုလင်းယောက်ျားတွေ တက်နိုင်သမျှကိုညာရှိတဲ့လောက်ရှောင်ဖို့ဗျာနော်ပတ်စံရှိရလူကလည်းပတ်စံနဲ့ပေးပြီးရှောင်ဆိုပေမဲ့တစ်သလုံးကြီးပတ်စံဘသူကပေးပြီးတော့ရှောင်နိုင်ပါလဲဆိုတာလဲစဉ်းစားဖို့ဗျာဒီကောင်နေရှိနေသူ၍ဒီကောင်နေအုပ်ချုပ်နေသမျှနော်ကာလာပတ်လုံးကျွန်တော်တို့ဒီဒေါ်လာရေးဖွဲ့တွေရတယ်ဆက်ပြီးတော့ဒေါ်လာသွားမှာဖြစ်တယ်အဲ့တော့ဒီကောင်နေကစစ်ရှုံးတာနဲ့မျှ order ဆွဲတာကိုပို့ပြီးတော့ပို့ပြီးတော့လုပ်အောင်မှာပေါ့အဲ့တော့တတိထားကြပါလို့ပြောချင်ပါတယ်ဒါတော့ဒီရန်ကုန်လိုနေရာမျိုးမှာလဲပို့ပြီးတော့ဟိုပို့ပြီးတော့ အဓိကဒီကောင်လေးတားကတ်ထားတာပေါ့လေနော်ဒီနယ်ကနေတက်လာတဲ့လူတွေကဒီဂျန်ကုံမှာလာပြီးတော့အလုပ်လုပ်ကြတယ်ဂျန်ကုံမှာကျတော့ဒီစစ်ဖြစ်တာမျိုးတွေပါတယ်မရှိဘူးပေါ့ဗျာတခြားဒေသတွေလိုမျိုးအပြင်းထန်မရှိဘူးဆိုပေမဲ့ဒီဂျန်ကုံမှာပေါ်တာဆွဲခံရတဲ့လူတွေလည်းအများများတယ်ဒီလိုလိုင်သားရတို့ရှင်ပီတာတို့လိုနေရာမျိုးကနေလာပြီးတော့ဒီလိုင်တို့အင်းဖိန်တို့နော်မယန်းကုံတို့တမိုင်းတို့အဲ့လိုမျိုးနေရာတွေကိုလာပြီးတော့အလုပ်လုပ်တဲ့လူတွေအများကြီးရှိတယ်ပေါ့အဲ့လိုလူတွေကိုလည်းတားကတ်ထားပြီးတော့ဖမ်းနေတယ်ဒီမျိုးတွေတွေမှာလည်းပေါ်တာဆွဲတာမျိုးတွေ အရန်ချိုးနေတယ်ပေါ့အဲ့တော့ဒီဒီကောင်းတွေပြုတ်ကြမှပဲနော်ဒီကောင်းတွေမရှိတော့မှပဲဒီဒုက္ခကိဝေးမယ်ကျွန်တော်တို့လူငယ်တွေရဲ့လွတ်လပ်မှုတွေပြန်ရမယ်နော်ပြည်သူတွေရဲ့စီးပွားရေးရအစနော်အကုန်လုံးပပေါင်းဆောင်အစပြန်ကောင်းလာမယ်ဒါတော့အခုလိုမျိုးခြေနေမှာဒီကောင်းတွေကဆစ်ရှုံးနေတာရောနော်ဒီရွေးကောက်ပွဲလှုပ်ဖို့အတွက်ကိုရောလုံးဝအားဆိုင်အားဆိုင်နေတာပေါ့တစ်ဖက်မှာလည်းဆစ်ရှုံးနေတဲ့အတွက်ကြောင့်ဒီပေါ်ဒါဆွဲတာမျိုးကိုလုံးဝ ီအားပေးပြီးတော့လုပ်နေတာမျိုးရှိတယ်ပေါ့အဲ့တော့ပြည်သူတွေလည်းသတိထားကြပါနောက်ပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီကောင်နေတိုးတင်မဲ ਨੇ လေဒီကောင်နေရှေ့မှာရှက်ကွဲပြီးွားပြီဒီရွေးကောက်ပွဲကိုခတ်ပြီးတော့ဒီကောင်နေလှုပ်တဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဆိုတာကျွန်တော်တို့ထပ်ပြပြီးတော့ရှက်ခွဲဖို့လိုသေးတယ်အဲ့တော့ဒီဒီဇင်ဘာလ10ရက်နေ့မှာဒီလူခွေရီနေ့မှာဒီအိမ်ထဲကအိမ်ပြင်မထွက်ဘဲနဲ့ဒီအတန်တိတ်တပိတ်မှာပါဝင်ဖို့လိုတယ်နော်အတန်တိတ်တပိတ်ကဒီ မနက်7:00နာရီကနေညနေ3:00နာရီထိဖြစ်တယ်။အဲ့ဒီဒီကောင်နေတဲ့ရွေးကောက်ပွဲကိုနော်ဘောင်ဝင်ဦးဆိုတာကိုကျွန်တော်တို့ပြဖို့အတွက်အဲ့ဒီဒီဇင်ဘာလ10ရက်နေ့မနက်7:00နာရီကနေညနေ3:00နာရီထိမှာဒီအတန်တိတ်တပိတ်မှာပါဝင်ပေးကြဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးသတ်ပြရစီခင်ဗျာ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။